စီရီယံအဖန်ကိုဝင်းရံအဖြစ်ပေးကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ညီကောင်မတော်တွေကိုအမျိုးသားပညာဝန်ဆရာကြီးဦးဖိုးကြားရေးတာတော့ဖျားဖူးသွားခြင်းလို့အမည်ရတဲ့ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာဖျားဖူးသွားခြင်းကျွန်ုပ်ဒီကောလိပ်ကျောင်းသား BA အောက်တန်းသားရှိစဉ်ကကျွန်ုပ်နဲ့အတန်းတူအတန်းခင်မင်းတော်မိတ်ဆွေတယောက်ရှိခဲ့ဖို့ဤ ၎င်းမှာမောင်ထုံးမောင်ဖြစ်၏ထုံးမောင်မှာအလွန်အေးဆေးစွာနေလေရှိ၏စကားနေ၏မဟုတ်မမှန်မဟာတရားမပြောတဲ့အိန္ဒြေကြီး၏စကားနေသူတို့၏စကားသည် လေးနက်တတ်သည်ဖြစ်ရာ ထုံးမောင်စကားပြောလျင်ကျွန်တို့ကျောင်းသားများဂယုပြု၍နားထောင်လေရှိ၏ဝါကြွားပြောတတ်သူသည်ထုံးမောင်ခြေတွင်စကားပြောခဲ့၏အကြောင်းကားထုံးမောင်ကတစ်ချက်တစ်ချက်ဝင်ထောက်လိုက်လျင် ထိုကြွားဝခြင်းရှက်ချင်းပေါ်တတ်၏အပေါင်းပေါ်နှင့်အချိန်ဖြုံးမနေတဲ့တယောက်တည်းတွေးတော်၍တော်၎င်းစာဖတ်၍တော်၎င်းနေတတ်၏တို့ရတွင်အလွန်ယိုသားဖြောင့်မတ်သူဖြစ်လျက်ကကျောင်းသားများကဝါ၍ယိုသည်ခင်မင်ကြ၏ကျွန်ုပ်နှင့်ကအခြားသူတို့ထက်ပို၍ခင်မင်ကြ၏ထိုနှင့်အင်္ဂလိပ်ဒီစင်မှာရတော်ပြသူ၌ကျောင်းဆက်နေရမြတ်ပိတ်၏ ထိုအချိန်ခါ၌ကျောင်းသားများကြိုက်သီးရောဖျားသို့အဆုအဆုပြု၍တွားလေချီကြရာကျွန်ုပ်လည်းတွားလိုသည်နှင့်ထုံးမောင်၏အခန်းသို့လာခဲ့၍ဟေ့ထုံးမောင်ကြိုက်သီးရောဖျားကိုတွားကြရအောင်ကွာတို့ဆယ်နှစ်ရက်တောင်ရက်အားလေဖျားဖူးတာများကြိုက်သီးရောတောင်တွားရမလားကွဖီရိုကောင်ဖျားကိုတွားတော့ပါလားအတူတူပဲပေါ့မတူဘူးဆရာကြိုက်သီးရောဖျားကမျက်စွာဖျားကိုတော်တိုင်းမြန်မာပြည်ကိုကြွရှိလာပြီ ရတေကြီးတစ်ပါးကိုဆန်တော်ပေးခဲ့တဲ့အဲ့ဒီဆန်တော်စစ်ကိုထာပနာပြီးတီရာမောင်ရဲ့နားလည်ရဲ့လားသူကအလွန်ပြုံးခဲ့သောထုံးမောင်ဒီပြုံး၍ဖျားဒီကိုကြွားလာတယ်လို့မင်းကဘသူကပြောတယ်လဲမင်းလည်းအတော်ကွာကြတဲ့ကောင်ပဲဘယ်သူပြောရမလဲကွတမိုင်းထဲမှာတည်တည်ချာချာကိုရေးထားတယ်သိရဲ့လားအဲ့ဒီမင်းတမိုင်းကဘသူကဘယ်တော့မှရေးခဲ့တာလဲ ဘသူရေးတဲ့လို့တော့မင်းကိုတိတိကျကျတန်တော်ဥမတင်နိုင်ဘူးဟိရှေးပညာရှိလူကြီးတွေရေးခဲ့တာဗောကွဲ့ဟိုအခါခက်ကြက်ကြက်ပြောလိုက်သည်ဟာမင်းမမိသေးရဲ့လားမင်းနဲ့ငါနဲ့ပြည်မျိုးကိုတွားလဲကြတော့ကဖုန်ကြီးတစ်ပါးကဒေါက်တာဘောင်မင်းကြီးရဲ့ဝင်လဲတော့အစ်စ်ကို ပြာချတစ်စည်းတရိုးကင်ပြီးလှောက်ထားတယ်ဆိုတဲ့ကမ္မဝါစာကိုထုတ်ပြတော့မင်းကကိုတော့ဘယ်နဲ့သိတယ်လဲဘာလဲညာတဲ့နဲ့စစ်စစ်ပေါက်ပေါက်မေးတော့ ခုံကြီးကစိတ်ဆိုးပြီးမင်းကိုမောင်းချတာမှတ်မိသေးရလားအခုလည်းမင်းကရာဇဝင်ဆရာမို့တည်တည်ကြာကြာတိမလားတို့မေးတာပါဗျာမကြိုက်ရင်လည်းမမေးပါဘူးဟေးကောင်တော့ပါကွယ်မင်းဟာတခါတခါအင်မတန်ချားရှိတယ်မင်းလိုက်ရှင်လည်းလိုက်မလိုက်ရှင်ရင်လည်းငါတယောက်တည်းတော်တယ်လို့ကြည်သွားမယ်ဟင်ဖရာတရားကြီးညိုတဲ့လူကလည်းစိတ်တူလိုက်တာကိုင်းကွယ်ငါကပဲလျှော့ပါမယ်ငါလိုက်ပါမယ် တော်ကမှကျွန်ုပ်ကပြောပြီဒီလိုမှဘောကွဲ့ငါမှငွေ90ကျက်လောက်တော့စုထားတယ်မင်းပါကောငါမှလည်း90ကျက်လောက်ပါပဲအေးနေရကြပြီဇရိတ်ဆက်ကစားဖို့တောက်ဖို့15ကျက်လောက်ပဲကုန်မယ်ထင်တယ်လူဖို့တန်းဖို့အပုံကြီးပို့တာပဲကဲအခုညပဲသွားကြဆိုကွယ်ကြိုက်ထုတ်ဘူတာတို့ရောက်လေထိုအခါကမော်တော်ကားများမသွားသေးတဲ့ဖြင့်လဲငါ၍သွားကြ၏ ကြိုက်တီးဟိုးတောင်ရှိကမောစခန်းမရောက်မီခရီးတက်ဝက်တာတာ၌အင်းဝစခန်းတို့ရောက်ကြရာခရီးနာကြဤထမင်းဟင်လက်ဖက်ရည်ဘူးတီကျော် စားစီတို့ဖြင့်အစားအသောက်လည်းပြည့်စုံဤထိုစခန်းမှာရွာနေရှုပ်ဆက်ကလာရောက်၍စိုင်တဲခဲထားသောနေရာစခန်းကြီးတစ်ခုဖြစ်ဤထိုအင်းဝစခန်းဆိုင်စုဤမြောက်ဖက် အတန်ကွာကြီးတရက်ပင်ကြီးတစ်ပင်အောက်တွင်တဲငယ်ငယ်တစ်ခုရှိဤ ထိုတဲငယ်ဘက်သို့ထုံးမောင်းသည်ရှောက်ရသွားသည်ကိုမြင်လိုက်ရ၏မကြာမီမှာပင်တဲပေါက်တွင်ရက်၍အတန်ကြာကြည့်နေသည်ကိုမြင်ရ၏နိုင်ဝါခန့်ကြလျင်ကျွန်ုပ်တို့သွားချိန်ကြသည်နှင့်ထုံးမောင်းကိုဟေ့၍ခေါ်ရ၏ထုံးမောင်းသည်တောက်လာခဲ့၍ဟေးဟိုတဲထဲမှာအဖိုးကြီးလင်မယားနှစ်ယောက်နဲ့မိကလေးနှစ်ယောက်ဖျားပြီးလဲနေကြတယ်ငါအစားအသောက်ကလေးဝယ်ပေးခဲ့ခြင်းသေးတယ်မင်းသွားနေကွယ်ကင်မွန်းစကားကိုငါမိအောင်လိုက်လာခဲ့မယ် ။ဟောဗျာမင်းဘွေဖောက်ပြီ။မင်းအချင်းကဒီလိုကြီးပဲ။စိတ်တဆူဆာကြည့်နဲ့။ကဲမောင်တော်ဘရှိငါတော့မင်းကိုမဆောက်နိုင်ဘူး။ကေမွန်းစကန်းကိုမှီအောင်သာလိုက်ခဲ့ပြီးတော့မမှီရင်တော့ငါဆက်သွားမှာပဲ။အေးပါကွယ်ငါမှီအောင်လိုက်ခဲ့ပါမယ်။ဆို၍လဲဘော်ကသူ့လွယ်အိတ်ကိုယူ၍တဲငယ်ဘက်သို့ဆိုက်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 နဲ့တွားပြန်လေ၏။ကျွန်ုပ်မှာကဖျားသို့သာရောက်လို့၍ ကျွန်တော်တို့အကြောင်းကကျောင်းသားတစုလည်းထပ်ရောက်လာသည်နှင့်ထိုလူစုနှင့်ရောရွေ့လိုက်သွားလေ၏ကမွန်စခန်းတို့ရောက်တော်လဲထုံးမောင်ပေါ်မလာရှိရေမြောင်ကလေးရေမြောင်ကြီးဘိုးပြန်တော်စိုင်တမော့စသဖြင့်စခန်းအစဉ်အတိုင်းနောက်ဆန်တငငင်နှင့်ပင်လာခဲ့ရာဖျားတို့တိုင်တိုင်ခဲ့၏ထုံးမောင်ကပေါ်မလာရှိကျွန်တော်တို့တစုမှလည်းတပြောတော်ပါကြီး ပြောဆိုကနှင့်လာခဲ့ကြရာဖျားအနီးနတ်ယုတ်နတ်စင်နှင့် မိမကြီးတယောက်ပတ်စံခံနေသည်ကိုတွေ့ရ၏။နေရုံမှာဗဇတ်တချမ်းနားတချမ်းပဲ့နေ၏။၎င်းအပေတို့ကိုပြ၍ပြင်စင်ရန်ဆိုကပတ်စံခံနေခြင်းဖြစ်၏။ထိုအခါကျွန်ုပ်သည်ရုတ်တရက်တတိယမိသည်ကလွန်ခဲ့သောနှစ်ကကျွန်ုပ်တို့အခန်းကကြောင်းသားတစုကြိုက်ထီးယောကပြန်လာကြသောအခါထိုပားပဲ့နားပဲ့နေသောနတ်စင်ကနတ်ကတော်ကြီးအားနမေးကြကြောင်းပြန်ပြောသည်ကိုတတိယသည်နှင့် ကျွန်ုပ်တို့နှင့်အဖော်အလောခေါ်ခဲ့သောလဲသမားကိုမေးကြည့်ရာလဲသမားကပြုံးရယ်၍ဒီအပဲ့တွေဟာကြာလာပြီဗျပြင်လိုက်ရင် နောက်ထပ်ပတ်စံဘက်နဲ့အလှခံရမလဲဗျဟုပြောလိုက်မှာကောလိကျောင်းသားထက်တာတော်လဲသမားလည်းရှိသေးကြောင်းသိရသည်တို့ကွယ်ယသိတွေယသိမတွေဖိုးသူတော်တွေမေတီလာတွေပေါ်လာချီလားကွယ်အဲ့ဒီတဲမှာခါတော်မီတွေအများကြီးပါတယ်ဗျာ ကျွန်တော်ဖျားချစ်ကိုနေစဉ်ပန်းတယ်ရွှေတယ်ရေတယ်တို့ရဲ့အနောက်အရက်ကိုများစွာခံရ၏ဖျားချစ်ကိုနေစဉ်ရေပန်းရွှေဝဲကြပါ ဝဲပါဟုတစားသာလာ၍ဘူးနေ၏ကျွန်တော်ဒီကလစားချစ်လိုသည်နှင့်ရေပန်းရွှေတို့ကိုအိန္ဒြေနှင့်ရောင်သောဆိုင်တို့တွင်သာဝယ်ယူလိုက်၏ကြောက်ကြီးကန်းပစက်ပတ်တို့ရောက်လျာလမ်းတွင်တောင်ဆောင်တစ်ခုဘူးတွင်၌ ယသေတပါးထံတွင်ဖျားသွားတော့အစစ်ရှိသည်ဆို၍ဂူတွင်းသို့ကျဉ်းချင်းကြက်ကြက်နှင့်ဝင်ခဲ့၏ယသေကသွားတော့ကိုလက်ဖြင့်ကင်၍ခလန်းလန်းကပြ၏တိတိချာချာကိုတိုင်ကင်၍ဖူးပေးရစေဟုတောင်းသောအခါဟဲ့တခါရဲ့လက်နဲ့မကင်ကောင်းဘူးငရဲကြည့်တတ်တယ်ခဝေးဝေးကပဲဖူးတာပေါ့နို့ရတဲ့တော့ငရဲမကြည့်ဘူးလားဟဲ့ ယတိဆိုတာဆင်ကြဲတယ်သူတော်ကောင်းဖြစ်တယ်ဘယ်တော့မှငရဲမကြည့်ဘူးမင်းတို့ လူတွေလိုမဟုတ်ဘူးထွာကကျွန်ုပ်ဒီဘာမှပြန်မပြောပဲအခွင့်ရသမျှတေချာစွာစူးစိုက်၍ကြည်ရသွားတော်ကြီးအတွင်ဘက်ကဘာရှိသည်ကိုကမသိရအပြင်ကမူစီကနက်ဘူးတဲကငွေရောင်များကိုကတ်ထားသည်ကိုတွေ့မြင်ရ၏တို့ပြတော့ကြောင့်လေယတိရှိအလူကံပတ်စံခွက်တဲသူ တပြားတစ်ချက်မျှမထည့်ခဲ့ပဲခတ်တုတ်တုတ်ပြန်၍ထွက်ခဲ့၏။ဤသို့လျင်ကြိုက်သီယိုတောင်မုတ်ဆိုးတောင်တို့၌အေးချမ်းပြော်မျိုးစွာခဏညခန့်ကြာခဲ့၏။ပြီးမှဆင်းခဲ့ကြ၏။အပြန်လန်းနေအင်းဝစခန်းသို့ရောက်လာကြတော့ထုံးမောင်၏အဖြစ်ကိုမေးမြန်းလိုသည်နှင့်ကျွန်ုပ်သည်အဖော်များနှင့်ခွဲ၍ရခင်တဲငယ်ဘက်သို့လာခဲ့၏။တဲငယ်မှာကျွန်ုပ်ပထမမြင်မြင်စဉ်ကဲ့သို့ ဆုတ်ချာပြည့်စည်နေသည်မဟုတ်ပဲအမိုးဝကနှင့် အတန်ပင်တက်ရက်ကောင်းမွန်နေသည်ကိုတွေ့ရ၏။ခေါင်းရင်းခန်းကလေး၌အတန်အိုမင်းမီဖြစ်သောအဖိုးအိုအဖွားအိုနှစ်ယောက်ပတိဆက်၍နေကြ၏။ချိန်ရင်းပိုင်းမြေခွက်တွင်မီးဝတ်တစ်ခု၌လက်ဖက်ရည်ကရနှင့်ရင်တွင်အိုးကျိုးနေသော73နှစ်74နှစ်အရွယ်မိန်းကလေးကိုမြင်ရ၏။၎င်းအနီး၌၃နှစ်၄နှစ်ခန့်ရှိသော ယောက်ျားတငယ်ကလေးတယောက်ဘူးသီးကြော်တစ်ခုကိုစားနေကျွန်ုပ်ကိုမြင်လျင်အဖွားတို့ကအလိုမောင်လာပါလာပါဒဲရက်ကလည်းမောင်ဖျားဖူးအတွားလားအပြန်လားလာပါလာပါထိုင်ပါဆို၍နေရာပေးခြင်းကုန်းအစ်ရှာချင်းတို့ကို ပြပြတလဲလဲပြု၏ဟဲ့ဖွားမေရင်ရဲစုပြီးမဟုတ်လားလက်ဖက်ကြောက်ခတ်ပြီးယူခဲ့တော့ဟိအော်ဖွားမေ ဟဲ့ဟိုထဏ်ကြကလေးရှိသေးတယ်မဟုတ်လားတခါလဲထဲ့ခဲ့ဟိတောက်ပါစားပါမောင်ရဲ့ဟူအလွန်ကြီးစွာသောစေတနာဖြင့်ဧကံလှင့်ဤအဖိုးကြီးကတပံငါမေကဖျားဘူးမဟုတ်လားဟုတ်ပါတယ်အဖိုးရဲ့ကျွန်တော်ဟာလွန်ခဲ့တဲ့ကိုရက်လောက်ကတက်လာခဲ့ပါတယ်အခုပြန်လာခဲ့တာပါအဲ့ဒီတက်သွားတဲ့နေ့ကကျွန်တော်တကယ်ကြီးတယောက်ဒီတဲမှာကြံ့ရစ်တယ်အဲ့ဒါအခု तू ဘဲသွားနေတယ်လေတို့ မေးချိန်တို့ဝင်ခဲ့တာပါအဖိုးရဲ့သူကအဖိုးကြီးနဲ့အမေကြီးဒီငောက်ခနဲ့တပြိုင်တည်းဆန့်၍မောင်ထိုးမောင်ကိုမေးတာမဟုတ်လားဟုတ်တန်ပြိုင်မေးကြလေဤဟုတ်ပါတယ်ခမအမေကြီးကဆက်၍ဩမောင်က မောင်ထိုးမောင်ရဲ့တငယ်ချင်းလားဒါဖြင့်မောင်လည်းသူတော်ကောင်းပေါ့အေးအေးမောင်ထိုးမောင်ရဲ့အခုမနက်ပဲရန်ကုန်ကိုပြန်သွားပြီသူတို့ကြောင်းတက်ရမယ်ဆိုတာကိုကွယ် ပြောလိုက်ပြရသေးအောင်မောင်ရဲ့ဒီလိုသူတော်ကောင်းမျိုးရှိတာအပွားတော့အခု80ရှိပြီကြားပဲမကြားဘူးပါဘူးမောင်ရဲ့မောင်တော်မောင်ဟာဖះကို မလိုက်တာပဲဒီကပဲပြန်သွားပုံကို ပြောပါအောင်အဖွားရဲ့ပြောပါပြီလားမောင်ရဲ့ဒီလိုကွငါတို့ကအဲဟိုကြိုက်ထုတ်ဖို့သွားတဲ့လမ်းသားမှာရှိတဲ့မီးသွေးကုန်းရွာကပါအဖွားတို့မှာတမီးတယောက်တည်းရှိတယ်သူအိမ်အောင်ကြတော့ တာသမီ၄ယောက်ရပြီးတော့လွန်ခဲ့တဲ့၃နှစ်လောက်ကပဲသူ့ခင်ပွန်းအနှိမ့်စာရောက်တယ်။သူကိုယ်တိုင်လည်းမနေ့ကဆုံးပြန်ပါရော့။တာသမီ၄ယောက်အနက်က၂ယောက်သာအဖတ်တင်တယ်။ဟောအခုမြင်တာအကြီးဆုံးနဲ့အငယ်ဆုံးပေါ့။အဲ့ဒီကလေး၂ယောက်ကိုငါတို့ပဲမွေးခဲ့ရတာပေါ့။ငါတို့လည်းအိုအိုမင်းမင်းသူတို့ကလည်းလူလားမမြောက်သေး။ပတ်စံကျင်းဝေကလည်းမပြည့်မစုံ။သူတို့ပြောကြပါလို့မြည်ရဲ့။ငါတို့ထမင်းရက်မှန်မှန်မစားရတာကြာပါပြီ။ အဲ့ဒါကိုဖျားဘူးများလာတဲ့အချိန်ဒီအင်းဝစကားမှာတဲကလေးထိုးပြီးဖွားမိဖို့ပဲဘူးကြီးကျော်ကလေးကြောပြီးအယောင်ခိုင်းစီရတာပဲအဲ့ဒါနဲ့လည်းထမင်းရက်မှန်မှန်မစားရပါဘူးကံများဆိုးကျင်တော့လုံခဲ့တဲ့2လ3လကစပြီဟော မောင်အဖိုးကြီးဟာလူကလည်းအိုးအစာရေစာကလည်းဝါနေအောင်မစားခဲ့ရနေတော့လဲပါလေရောမောင်ကြီးနောက်ဆယ်ရက်လောက်က အဖျားဝင်လာပြီးတတိရတဲ့ချက်မရတဲ့ချက်နေခဲ့ပါရောအဲဟိုမောင်ထုံးမောင်ရောက်လာတဲ့နေ့ကမျော့မျော့ပဲရှိတော့တာအဘွားကိုတိုင်လည်းမောင် အဖိုးလိုပဲအားနေပြီးလဲနေရကနွင်းနွေးမှခြုံသေးရအဲ့ဒီထဲမှာတဲကလေးနဲ့မိုးမလုံနေတော့အေးမိပြီအဖွားနဲ့လဲပါရောမောင်ကြီးအဲ့ဒါလိုအဖွားတို့အကျိုးကံနှစ်ယောက်ကိုမိမကလေးဖွားမိကချက်ပြုတ်ကျွေးဝင်းနေရကဟော ထင်းသွားချိုးရမှာတန်ဆူးလို့တဲ့တခါတည်းငန်းတွေမန်းတွေလိုက်ပြီးပြည်တယ်လို့မောင်ထုံးမောင်ရောက်လာတဲ့နေ့ကရှေတော့မြောက်ပြီးអော်နေရတာပဲအဲ့ဒီထုံးမောင်လာကြည့်တော့ငါတို့ထမင်းရည်သာမဆားရတာနှစ်ရက်တိတိရှိနေပြီမောင်ကြီးတေဖို့အဆင်သင့်မယ်ဆိုပါတော့ဟောဟိုမြင်းအငယ်ကတော့ခလေးကိုအဲ့ဟိုဆိုင်စုမှာတွားပြီးတောင်းရန်ဆားတဲ့အဲ့ဒါလို့ငါတို့တေဖို့အနေမှာမောင်တငယ်ချင်းမြင်းတော့မေးတံကိုကြားရပါရဲ့ ငါတို့လူအုပ်နှစ်ယောက်ကတော့စကားမပြန်နိုင်တော့ဘူး။ဖွားမီကသာ အော်အငိုရက်ပြီးပြန်ပြောတာကိုကြားလိုက်ရတယ်။အဲ့ဒါနဲ့မောင်နှုံးမောင်ဟာပထမအဖိုးကြီးပဇက်တဲကိုရေချပေးတယ်။နောက်နည်းနည်းလှုပ်လာတော့ဟိုဆိုင်စုမှာလက်ဖက်ရည်ကော်ဖီရည်ရင်နွေးစားစရာတွေဝဲလာပြီ။ကော်ဖီရည်နွေးနွေးကိုအဆက်ချပြီးတိုက်ချပေးတယ်။အဖွားကိုလည်းအဲ့ဒါလိုပဲပြုစုချတယ်။ဖွားမီကိုလည်းအနာကိုရေးစေး ပြီဖောက်စိတ်ထက်လောက်တာနဲ့မောင်းရင်တဏှာကြီးလောက်မှာပဲတက်တာသွားပါတယ်အမှန်ကတော့ငါတို့တစုလုံးအစားအသောက်ချွတ်တဲ့လို့ငါတို့ဖြစ်ခဲ့ရတာပဲလားကွယ်ငါတို့တော့အရေးလောက်သာတောက်နိုင်ကြပါတယ်ဖွားမေတို့မောင်နှမနှစ်ယောက်ကတော့ဖြားတာမဟုတ်ဘူးအဲ့ဒါကို မောင်ထုံးမောင်ရဲ့လေသူ့လွယ်ရည်ထဲကပေါင်မှုငါးတက်တာတွေတခါတည်းထုတ်ကျွေးတယ်ငန်းငန်းနဲ့စားလိုက်ကြတာမောင်ရဲ့အဖွားတို့လည်းဘေးကကြည်ရတာအာရဝမ်းတာနဲ့ အားပြည့်လာကြတော့တာပဲအဲ့ဒါတူတူပဲဆိုကြသို့ကွယ်သူကိုယ်တိုင်စံစင်စားကြက်သွန်းငရုတ်အစုံနဲ့ဝယ်ပြီးချက်ပြုတ်ကျွေးချရတယ်ဖွားမေကိုအညော်မိမှဆိုးလို့တဲ့မိဖို့နားတော့မလာစေရဘူးပြီးတော့ဟောတဲကလေးကိုကြည့်ပါဦးအခုတော့တက်တက်ရက်ရက်ပေါ့မောင်ထုံးမောင်ရောက်စားကအမိုးလဲမလုံးအကာတွေလည်းပြက်ကြနေတယ်လေပြင်းပြင်းတိုက်ရင်မခံနိုင်ဘူး အဲ့ဒါလိုအနေမှာမောင်ထုံးမောင်ရောက်လို့နှစ်ရက်အကြာမှာနှင်းမိုးရွာချလို့မောင်ထုံးမောင်ပါမကြံငါတို့အားလုံးချွဲရောဆိုပါတော့မောင်ထုံးမောင်ဘာလုပ်တယ်လဲသိလားအနီးနားကစိုင်စုအိမ်စုမှာတက်ကဲတို့ထရန်တို့ သူကိုယ်တိုင်သွားဝယ်ပြီးကိုယ်တိုင်မိုးကာပေးခဲ့တယ်မောင်ကြီးအဖွားဝတ်တဲ့စကားကိုဖြတ်၍လက်အုပ်ကို အထက်သို့မြှောက်ရှိကဖျားတကြတော့ တပည့်တော်မရဲ့မြေကြီး မောင်ထုံးမောင်ကျမ်းပါပါစေခလုံးမထိစူးမညိပါစေနဲ့ရေလိုအေးလိုပန်းလိုမှုိပါစေတို့၍မြေကြီးဆန်းဆန်းနဲ့ရှေကိုးစုတောင်းလေ၏ကျွန်တို့တို့ပတ်လည်ရှိလူများပင်မေ့နေဟန်ရှိ၏အတန်ကြာမှဆက်ပြန်၍ငါတို့မိုးတွေဆိုလို့အေးကြချမ်းကြတော့မောင်းတဲ့ငယ်ချင်းဖျားလောင်းကြီးကဟော သူ့မှာပါတဲ့အင်းကြီးတွေပစိုးတွေမျက်နှာတော့ပေါ်ဝါတွေတော့မကြံဘူး အဲ့ဒါလေးနဲ့တခါတည်းငါတို့လေးယောက်ကိုပတ်ရန်ခြုံပေးတာပဲမိဘကတာသမီပြုစုတယ်လို့ပါပဲမောင်းရင်သူကိုယ်တိုင်ကတော့စွကြဲကလေးနဲ့သာနေတယ်အောင်မင်းဟောမောင်းတငယ်ချင်းကတက်တိကောင်းသလားကွယ်မိုးကြီးပေမဲ့ तू မချမ်းဘူးတဲ့ပြီးတော့လူကြည့်တော့လုံးရက်တန်တန်ရင်တို့ပေမဲ့ तू အသားတွေကတန်ခဲလို့ပါလားကွယ်ဟောနေကင်းနေကင်းမှာဖွားမေးတို့မောင်းနှမနှစ်ယောက်ကိုသူ့လက်မောင်း သားကြီးတွေကြော်သားကြီးတွေကိုထုတ်ထုတ်ပြတယ်။မောင်နှမနှစ်ယောက်သူ့လက်မောင်းကြီးကို စီစီပြီးကစားကြတာပဲ။အင်မတန်ပျော်ကြတာပေါ့။ဒီတငယ်ဟာလူထူးပါကွယ်။တန်ကတန်ပါပြီတဲ့နဲ့။ဖះလောင်းများဆင်းပြောင်း၅စီဆယ်စီဆောင်းနိုင်နေဆိုတာလို့ထင်ပါရဲ့ကွယ်။နောက်တနေ့မနက်စောစောဟိုအနာခဏသွားအောင်မယ်ဆိုပြီးထွက်သွားလိုက်တာညနေမှပြန်လာတယ်။တို့တဲ့တွေဆိုတာတနေ့ကင်းလုံး သူ့ကိုထမင်းစားစောင့်နေကြတယ်။အနီနာလိုက်ချကြတယ်။အဲ့ဒီမနေ့ငါတို့ထမင်းမစားဖြစ်ကြဘူး။ညနေကျတော့ပြန်လာမှသိရတာကလက်စတတ်တော့သူဟိုကြိုက်ထို့ကိုသွားတာကိုမောင်ရဲ့ဟဲ့ဖွားမေနင်းရကိုကြီးဝယ်ပေးခဲ့တဲ့အဝယ်စားတွေယူခဲ့စမ်းကိုင်းမောင်ရင်ကြည့်ပြီးတော့ငါတို့ဘို့သူဝယ်လာတာတွေထိုအခါအဖိုးကြီးတွေအထုပ်ကြီးတစ်ခုကိုကောက်ယူ၍ဟောတာကကြုံအထုပ်မောင်ရင် မောင်းကိုပြရအောင်မယ်။ဆိုကားအထုပ်ကိုဖြီးလေသည်။အထုပ်အပေါ်ကကျိုးစစ်အောင်အပပောင်းများစွာရစ်ပတ်ထား၏။ကျိုးတွေကုံသောအခါပစိုးဟောင်းတထက်။နောက်ပိတ်ဖြူတထက်။နောက်စက်ခုသုံးလေးထက်အလွန်တင်းရှားစွာထုတ်ထားသည်ကိုတွေ့ရ၏။နောက်ဆုံးအထက်ကုံလေးမှလုံကြီးအညိုရောင်တထက်။အတွင်းကန်အင်းကြီးတထက်။အပေါ်အင်းကြီးတထက်။ခေါင်းပေါင်းပဝါတထက်။ ခုံးတင်ပိတ်ဖြူစားတထဲတို့ထွက်လာလေသည်ထိုလေးတဲ့သောဝိထေတို့ကို အဖိုးကြီးသည်ယူရမြန်နိုးစွာကင်တယ်၏အဲ့ဒါကြုံမြင့်ရဲ့ကုသိုလ်တွေပဲမောင်းရင်ကျုပ်အဖိုးအဘကဒီလိုမပေးခဲ့ဘူးဘူးတာသမီးတွေလည်းမပေးခဲ့ဘူးဘူးကိုတိုင်လည်းဝယ်ပြီးမဝက်နိုင်ခဲ့ဘူးဒီအဝတ်လေးတဲ့ကိုကျုပ်ဘာလုပ်မလဲသိလားဥပုံနေတိုင်းဝှစ်စင်နေဥပုံဆောင်မယ် အခုစိတ်ကူးတာကတော့ကြုံမြင်ကုသိုလ်ပွားအောင် နေတိုင်းပဲရှစ်ပါးတီလာစောင့်ပြီးသူ့အဝတ်တွေနဲ့အယိုးထုတ်တော့မယ်ကျုပ်တည်တဲ့အခါဒီအဝတ်တွေကျုပ်တို့ဆရာဖုန်းကြီးကိုလှူလိုက်ဖို့မှားထားပြီးပြီမောင်ကြီးအဖွားကြီးကလည်းမိမိအတွက်အဝယ်အစားတို့ကို ပြ၍ကျုပ်လည်းပဲမောင်အဖိုးတိုင်းပဲဆုံးဖြတ်ပေးပါပြီဟုဆို၏ဖွားမေကလည်းမိမိအထုပ်ကို အားပါတရဖြေကပြ၏ပိုးသားလုံးကြီးအင်းကြီး ဘီမန်စသဖြင့်မိမအတုံးဆောင်အတန်များများတွေ့ရ၏အဲ့ဒါတွေကျမအကိုကြီးဝယ်ပေးခဲ့တာချင်းကျေးဇူးတင်လိုက်တာအကိုကြီးရဲ့ကျမလေညာတိုင်းညာတိုင်းအဲ့ရအဲ့ခါနေတိုင်းဥသုံးချင်ချပါတယ်အကိုကြီးလည်းပြန်သွားပြီးတိတ်အောင်မိတာပဲဆိုရင်းမျက်ရည်လည်လာနေ၏အနာတွင်အမအီမျက်နှာကိုစိုက်ကြည့်နေသော မောင်ကလေးမှလည်းမဲ့တဲ့တဲ့ဖြစ်ဝင်လာ၏အဖွားကြီးကဆက်ပြန်၍ အဲ့ဒါနဲ့သူအပြုစုကောင်းတာနဲ့ငါတို့အတော်အတန်ထူးထူးထောင်ထောင်ဖြစ်လာကြတာပဲသူနေတော့လေးငါးရက်လောက်ရှိတော့ငါတို့လည်းမလာပါဘူးမင်းဖျားကိုသွားဖို့ဟာသွားတော့လေးလို့ပြောတော့အဖွားရဲ့တဲ့ဖျားကိုသွားဘူးတာထက်ဖျားစကားနားထောင်တာပိုပြီးကုတို့ရရဲ့တဲ့ပြီးတော့လဲဖျားသွားဖို့လည်းအချိန်ကမရှိတော့ဘူးတဲ့เจ้าဖွင့်မိအောင်ပြန်ရမယ်တဲ့သူဖျားမှာချွေချဖို့ပန်းလှူဖို့ ရေလူဖို့မှန်းခဲ့တဲ့ငွေကိုလည်းအဖွားတို့ကိုပဲလှူခဲ့မယ်ဆိုပြီးငွေဒင်းကားပြား30ကျပ်တိတိကျုပ်တို့ကိုပေးသွားတယ်အခုငါတို့အသက်80ရှိပြီကိုပိုင်အဖြစ်နဲ့တခါမှငွေ30ကျပ်ပြည့်အောင်မကင်ခဲ့ဘူးဘူးဒီလိုလူမျိုးတွေ့ဘူးဖို့ထားလို့ကြားတော်မကြားဘူးပါဘူးမောင်ရင်ရင် ဟော မောင်အဖိုးကဖြင့်လူမဟုတ်ဘူးနေတကြားများလူရောင်ဆောင်လာလားတို့အခုတည်းကစွဲနေတော့မယ် ထိုအခါအဖိုးကြီးကဝင်တက်၍ဟဲ့မဲထုတ်ကဲ့အခုဒီမောင်ရင်ကသူ့တငယ်ချင်းဆိုပါလို့သာနေလိုက်ရတယ်ငါတော့အေကန်နာနတ်တကြားပဲလို့ဆွဲလန်းနေတော့မယ်ကြည့်လေငါအလကပြောတာမဟုတ်ဘူးငါတို့ဆရာဖုန်ကြီးဟောပေးမှုတယ်ဟဲ့တကားကြီးဖိုးခွေရဲ့ငါးပါးတီလာမြဲပြီမေတ္တာပို့ပြီဣတိပိတော်ဂုံတော်ကိုတနေ့ကိုအနည်းဆုံးဆက်ဖက်ပြအောင်စိတ်တဲ့ အချင်းအချင်းနဲ့တွေ့ရင်နတ်တကြားများလာပြီးကဲမတတ်တယ်တဲ့အဲ့ဒါလွန်ခဲ့တဲ့15နှစ်လောက်ကစပြီးဖုံးကြီးစကားအတိုင်းဆောင်းထင်းခဲ့ပြီးပတိမမှန်စိတ်ခဲ့တာညီအစ်တီပဲမဟုတ်လားအဲ့ဟိုနေ့ကငါပတ်လက်ကလေးမျောနေတော့ဆရာဖုံးကြီးရဲ့အဆုံးအမနဲ့ဂုံတော်ကိုတတိယပြီးဂုံတော်ကိုနှလုံးသွင်းနေတယ်တော်တော်ကြာပါဇက်ပေါ်ရေဆက်ကြလာတော့အင်းတရားမင်းရေစင်ဖြန်းလာတာလားပေါ့ ငါအဲ့လိုယုံကြည်လိုက်တယ်။လူပုံတရံနဲ့တောက်ပြောင်အေးကြည့်နေတဲ့မျက်နှာကိုငါမြင်ရတယ်။ဟဲ့မဲထုတ်ကဲ့။လူရိုးရိုးကဒီလောက်ကောင်းနိုင်ပါမလားဟဲ့။လူမမလေးယောက်ကိုဆေးကုပြုစုကျွေးမွေးဝတ်စင်အိမ်ကိုမိုးကပေးပြီးတော့ငွေ30ကျပ်ရင်းမာကြီးကိုပေးခဲ့တာဟာရိုးရိုးလူဟုတ်နိုင်ပါမလားဟဲ့တို့စရာဘုန်းကြီးပြောဘူးတယ်ငါတကြားများလူရောင်ဆောင်းလာရင်အရေးမထွက်ဘူးမျက်တောင်မခတ်ဘူးတဲ့ ငါဖြင့်ဘောင်ထိုးမောင်ရဲ့အရေးထွက်တာ မြေတောင်ခတ်တာမမြင်မိခဲ့ဘူးပြီးတော့ရုပ်ရည်ကလည်းတတ်မာပြီတဲ့ငါဖြင့်ဒီလိုရှောလာတဲ့ယောက်ျားကလေးမြင်ဘူးပါအိုးကိုဖိုးခွေးကလည်းလူတော့လူအစ်စ်ပါတော့လူရိုးရိုးမဟုတ်တာတော့အမှန်ပဲဧကန္နအလောင်းလျာတစ်ခုခုတော့ဖြစ်မှာပဲကိုင်မောင်ရဲ့မောင်ထိုးမောင်ရဲ့တငယ်ချင်းဆိုရင်ဖြင့်အဖွားတို့တဲမှာတညလောက်တော့တဲဩပါအောင်မောင်ရင် ။သူ့ငွေတွေကအလှပြုတ်ပြီးထမင်းတစ်နက်လောက်တော့ကျွေးလိုက်ပြရစီ哦။တန်ကတော့ဆုံးကျွေးဖို့တော့ငွေ၅ချက်ဥချပြီးဖယ်ထားပြီးပါပြီ။ထိုအခါကျွန်ုပ်မှာအလွန်ပီတိဖြစ်၍တညတာတဲရန်ဝန်ခံလိုက်။ညအေးရဝင်သောအခါကျွန်ုပ်စဉ်းစားကန်းပေါ်လာလေ၏။အင်းထောမောင်ကြီးဖြင့်ဖျားဘူးလာရကြိုးနဲ့လေပြီထုံးမောင်ရဲ့ကုသိုလ်ကိုငါအားကြလှသည်ငါကြားဘူးသည်ကမျက်စွာဖျားရှိခြင်းက တောနယ်ကယဟန်နပါဖျားဖို့ဖူးမြော်ရန်လာကြတဲ့လမ်းခရီးမှာရေငတ်တဲ့ဖြင့်ရေတောက်ကြမည်ရှိရာရေစင်းမပါသည်နှင့် တပါသောယဟန်ကမြတ်စွာဘုရားသည် ရေစင်းနှင့်မှ ရေတောက်ရမည်ဟုပြည့်ညတ်ထားသည်ယခုရေစင်းမရှိခင်ဖျားဖို့ကြီးညိုသည်မှာဖျားစကားကိုနားထောင်မှကြီးညိုရာရောက်သည်ထို့ကြောင့်ရေမတောက်ပဲအသက်သေးစေတော်ဟု ဆုံးဖြတ်လိုက်၏တပါသောကဖျားဆိုသည်မှာ အလွန်ဖူးမြင်ရခဲ့၏ရေတောက်ပြီးအသက်ရှင်၍ဖျားကိုဖူးမြင်အံ့ဟုဆုံးဖြတ်လိုက်ပရမယဟန်သည်လမ်းတွင် ပြန်လွန်ခဲ့၏ဒုတိယယဟန်ကဖျားထံရောက်၍အဖြစ်ပြက်ကို ပြန်လည်လျှောက်ထားသောအခါမြတ်စွာဘုရားကဖျားစကားနားထောင်၍လမ်းတွင် အသေးခံသောယဟန်ကိုသာချီးမွမ်းတော်မူတည်းယခုတည်းငါတို့နှစ်ယောက်နှင့်တူလေစွာငါမှာကြိုက်သီးဟိုဖျားကိုတော့ရောက်ပါရဲ့ ရောက်တော့ဘာလုပ်တလဲဖျားကိုပစိန်ပေါက်ရှ िख ိုးခဲ့တယ်အနာပတ်လည်းကစူးစူးညံ့ညံ့နဲ့အာယုံဆိုက်၍ရှ िख ိုးမရခဲ့၎င်းနောက်တငယ်ချင်းတို့နဲ့ရှောက်၍ပြောခဲ့တယ်ဟာတိုက်တချင်းစုဖဲကစားအဲ့ဒါတွေနဲ့သာအချိန်ကုန်ခဲ့တာပဲအခုထုံးမောင်ကိုအားကြလို့အဖိုးကြီးအဖွားကြီးတို့ကိုပတ်စံပေးခြင်းတို့ကြည့်တော့လှဲကနဲ့ယထာကတာကြံတော့တယ်ပတ်စံတပြားမှမပူတော့ဘူး ဟိုကုန်းတော်မှာတုန်းကဒိုးလူစုမြေလက်ကအပြိုတစုနဲ့တွေ့လို့အလွမ်းတင့်ပြီးပိုးပန်းပြီးဟိုဆိုင်ဧကခံလိုက်ဒီဆိုင်ဧကခံလိုက်နဲ့တုံးလေးရဲ့ဒိုးလူစုပတ်စံဖြုံးလိုက်တာဖျားလူဖို့မှန်းခဲ့တဲ့အထဲကတုံးပုံနှစ်ပုံလောက်ပါသွားတာပဲအဲ့ဒီပတ်စံတွေကငါနှမျောလှတယ်ငါဖျားဖူးရတာမဲမဲရရအကျိုးပါမှမထင်ပါကလားနောက်ကတော့ရက်သေး ယတိမဖိုးသူတော်မေတီလာ ပန်းတယ်ရေတယ်အချို့တော့ကို စိတ်မကျေနဲ့လက်ပတ်ပျော်ချွင်ဒါပေနဲ့သာအရှင်ကုန်နေအင်းအခုငါတို့အပြီမှာယတနာသုံးပါးကို အကြောင်းပြပြီးလောက်ကြတဲ့ပွဲတွေအမျိုးမျိုးကိုတတိရလိုက်ပါပြီတဲ့ငါဖျားကိုရောက်တော်လဲဖျားစကားကို နားထောင်နဲ့မောင်ထုံးမောင်ရဲ့ကုသိုလ်မျိုးကိုဘယ်မှာမှီနိုင်မလဲစသဖြင့် စိတ်ကူးတွေးတော့ကမပြောတချက်ပြောတချက်နဲ့မိုးလင်းခဲ့လေ။နန်းနဲ့တွင်ကျွန်ုပ်ပြန်တော့မြည်ဟုနှုတ်ဆက်လေရာအဖိုးကြီးကအေးအေးပြန်အောင်တော့မောင်းရင် မောင်တို့ကြားမှာချမ်းသာပါစေဆိုတာ အဖိုးဆူတောင်းပေးပါတယ်။မောင်ထုံးမောင်ကို ပြောပါတူဝယ်ပေးခဲ့တဲ့အဝေးအစားတို့ကို အဖိုးဘလို့စီမံထားတယ်ဆိုတာအေးအေးတွားတော့မောင်းရင်ဖုံးကြည့်ပါလေအသက်ချေပါလေကွယ်အဖွားကြီးက ။တွားတော့မောင်ကြီးတွားတော့အဖွားတို့မသေးခင်မောင်ထုံးမောင်ကိုတခါတော့တွေ့ကျင်သေးတယ်ကွယ်။မိုးမကြခင် အဖွားတို့ကြမ်းမာရင်ဖြင့်ရန်ကုန်ကိုဖျားဖို့လာခဲ့မယ်လို့ပြောလိုက်ပါမောင်ကြီး။အခုအဖွားတို့နှစ်ယောက်တေသည်အထိရှစ်ပါးဒီလာဆောင်းဖို့တစ္ဆာထိတ်ထန်ပြူပြီးတဲ့အကြောင်းပြောပါလေကွယ်။အေးတွားတော့မြေးရီတွားတော့ဖွားမိကအကိုကြီးထုံးမောင်ကိုလက်ဆောင်ပေးလိုက်ပြရစီ။ ောတာကကြိုက်သီးဟိုးတောင်ဖြစ်ဝါးစေးတံဒါကတက်ခွာတန်းချောက်တခုဟောတာကကျမအရင်ဖျားတော့ကဖြတ်ထားတဲ့သပင်စုအဲ့ဒီဆန်စုတဲကတဝက်ခွဲပြီးဖျားလှူပါတဝက်ကို အကိုကြီးတင်းယူထားလိုက်ပါလို့ပြောပါ ကျမမသေးခင်တစ်ခေါက်တော့ရောက်အောင်လာမယ်လို့လည်းပြောပါ သူ့လိမ့်စာကို ကျမတောင်းထားလိုက်တယ်ပြီးတော့ရှစ်ခိုးလက်ဆောင်နဲ့ပေးလိုက်ပြရစီ ။အော်အကိုကြီးအခုနေရန်ကုန်ကဘယ်အရမှလဲ။ကျွန်ုပ်ကရန်ကုန်ရှိရာကိုညွှန်ပြလိုက်တော့အခါဖွားမိသည်။တပတ်နွမ်းတစ်ထည့်ကိုတင်၍ရန်ကုန်ရှိရာတနည်းအားဖြင့်မောင်ထုံးမောင်ရှိရာအရက်ကိုရိုသေလေးမြတ်စွာလှည့်၍ဦးသုံးချိန်ရှာကအကိုကြီးကိုဦးသုံးချိန်ကတော့လိုက်ပါတယ်။ဆို၍ဦးသုံးချိန်ရှာ၏။ထိုအခါခလေးမကြီးမျက်ရည်တို့သည်ကြပြန်လေ၏။ ကျွန်ုပ်ဒီရှေးလေးလေးဖြင့်ထွက်ခဲ့ရာဖွားမေတို့မောင်နှမသည်ကျွန်ုပ်၏လွယ်အိတ်ကိုယူဆောင်၍လှဲစိတ်အထီပို့ကြ၏လှဲသည်တီအီအီနှင့်နှိမ်သွားရာ ဖွားမေတို့မောင်နှမသည်မျက်နှာငငယ်ဖြင့်ငေးမျော၍ကြံ့ရင်ခရချလေတည်းကျွန်ုပ်ဒီထုံးမောင်အခန်းသို့ဝင်ခဲ့၏ထုံးမောင်ကအလိုမင်းပြန်လာပလားမင်းဖျားဖူးခဲ့ရတာအမျှဝေပါအောင်ကွယ်မတက်ရော်ပါနဲ့ကွယ် ငါမှအမျှဝေစရာကြက်ကြက်နန်းနာတစ်ခုမှမပါခဲ့ဘူး။ညနာငယ်ငယ်နဲ့ပြောသည်။ဟေးမင်းရဲ့เจ้าတွေငါကြားတိခဲ့ရပြီ။မင်းကုတို့အမတန်ထုမြတ်တာပဲ။ငါ့ကိုအမျှဝေစားမှတငယ်ချင်းရင်ဟင်ဖះရောက်တဲ့သူကလမ်းကပြန်လာတဲ့သူကိုအမျှဝေခိုင်းနေကြလားကွ။မင်းကလည်းယူးကြောင်ကြောင်နဲ့ငါမယူးဘူး။ငါတကယ်ပြောနေတာ။ငါကြိုက်သေးရိုးဆိုရဲ့ ဒီဒီနာထီတော့ရောင်းခဲ့တာမှန်တယ်။မြို့ပေမဲ့မင်းကတော့တမာတန်ဗုဒ္ဓဖះအစစ်ကိုရောက်ခဲ့တယ်လို့ဆိုရမယ်။ဒါကြောင့်ငါ့ကိုအမျှဝေပါကွာ။ဟေးမင်းစာကလေးပါလေအကြည့်ဘူးသားမဟုတ်လား။ငါကအအမျှဝေမှမင်းရနိုင်တာမဟုတ်ဘူး။မင်းဝမ်းမြောက်ပြီးကို့ဘာသာကိုတာတို့ခေါ်နိုင်သလားကုလို့ရတာပဲကွ။အဲ့ဒါငါသိတယ်။ဘာဖြစ်ဖြစ်မင်းမဆက်ကမွတ်ဆိုပြီးပေးတာကိုငါကြားကျင်တယ်။ ငါတာတို့ခေါ်ခြင်းနဲ့စင်ကျင်စိလက်တွေလုံးမနေပါနဲ့ကွယ်ငါကြည်ညိုလုံးတို့ပါ မင်းပါဆက်နဲ့အမြဝေစားမှာဂိုင်းဒါဖြင့်လေအမြဆိုတာအဖို့ပါကကို ဆိုလိုတယ်ငါကတော့အဖို့တွေအဖဲ့တွေလုံးမနေပါဘူးငါကုသိုလ်အကုန်လုံးကိုပဲပေးပါတယ်ဗျာအကုန်လုံးယူပါလေတော့ထွာကကျွန်ုပ်ဒီတာရုလေးလေးနက်နက်ခေါ်ပြီးမှမင်းကငါကျေးဇူးတင်တာတခုရှိသေးတယ်ဘာလဲကွာ မင်းကငါ့ကိုဖျားဖူးနီးနီလန်းကောင်းနီလန်းမော်တခုကိုတင်ပေးခဲ့တဲ့အတွက်ပေါ့မှတ်ချက်ဧဝိထုတွင်ဖျားကြည်ညိုနေ၌ဗုဒ္ဓဘာသာကိုအရင်ပြု၍ပြခြင်းမှာမြန်မာနိုင်ငံတွင်အများအားဖြင့်ကိုးကွယ်သောဘာသာကြီးဖြစ်၍ပုံစံအနေဖြင့်သာပြသခြင်းဖြစ်သည်အခြားဘာသာဝင်တို့အတွက်ကသဘောတရားမျှသာယူရန်ဖြစ်သည်ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာကြီးအမျိုးသားပညာဝန်ဦးဖိုးကြားရေးသားတော် ဖျားဖူးသွားခြင်းလို့အမည်ရတဲ့ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါချွန်လန်းရှမ်းမြေကြပါစေခင်ဗျာ